မင်္ဂလာပါခင်ဗျာ Revolute Burma News Channel ကနေပြီးတော့ February 14ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်မြောက်ပိုင်းမြို့နယ်ရွှေကုတ်ကုန်မှာနေရက်ကိုပြောင်းချင်တဲ့သူနိုင်ငံသားသားရာနဲ့ချီပြီးတော့စစ်ကောင်စီလက်အောက်ခံ KNL ကြားဆောင်တဲ့ BGF ကခေါ်ထုတ်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့မနက်9:00နာရီဝန်းကျင်ကစတင်ပြီးတော့ရွှေကုတ်ကုန်မြို့အတွင်းထဲကို BGF တပ်ဖွဲ့ဝင်များကလက်နက်အပြည့်စုံနဲ့ဝင်ရောက်လာပြီးတော့ဟိုတယ်များကာစီနိုများစားတောက်ဆိုင်နဲ့ KTV များငွေလွှဲစင်တာများကိုစစ်ဆေးခဲ့တယ်လို့သိရပါတယ်။တရုတ်များကိုတော့နိုင်ငံကူးလက်မှတ်များကိုစစ်ဆေးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့အိမ်ပြန်ခြင်းနဲ့သူတွေကိုအိမ်ပြန်နိုင်ကြောင်းပြောဆိုပြီးလူအ ဆုလိုက်ခေါ်ဆောင်သွားတယ်လို့သိရပါတယ်တရုတ်တချို့ကတော့နိုင်ငံကူးလက်မှတ်တွေကိုစစ်ပြီးတော့ထိုင်းဘက်ကနေဝင်လာတဲ့သူတချို့ကိုခေါ်ထုတ်သွားပါတယ်ကျန်တဲ့အလုံသမားတွေကတော့ပြန်ချင်းပြန်ပို့ပေးမယ်ဆိုပြီးတော့ခေါ်သွားတာပဲလူအရေအတွက်များတယ်အယောက်200 300လောက်ရှိမယ်ထင်တယ်ကျွန်တော်တို့ရှိမှရင်ခေါ်နေတာအများကြီးပဲတချို့အလုံသမားတွေကတော့အိမ်ပြန်ချင်းလို့ကိုလိုက်သွားကြတာလို့ရွှေကုတ်ကမြန်မာဆောက်လုပ်ရေးအလုံသမားတို့ကပြန်လည်ပြောပြထားပါတယ်ဒီကနေ့မွန်လွယ်ပိုင်းအချိန်ထိကိုရွှေကုတ်ကိုအတွင်းထဲမှာ BGF တပ်ဖွဲ့ဝင်များကစစ်ဆေးမှုများဆက်လက်လှုပ်ဆောင်နေစေဖြစ်ပြီးတော့ရွှေကုတ်ကိုမြို့အဝင်အထွက်များကိုလည်းပိတ်ဆို့စစ်ဆေးမှု ှုများလှုပ်ဆောင်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်း6မြို့အမှတ်15နယ်မြေစံပြမြို့တဲ့ရက်ကွန်မှာရှိတဲ့စစ်တပ်တပ်ဆွဲထားတဲ့မြို့နယ်လျှက်စစ်ရုံဝင်အတွင်းထဲကိုလက်ပစ်ဘုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဖေဖော်ဝါရီလ23ရက်နေ့ မွန်လွဲ9:30မိနစ်ခန့်မှာချောင်းမြို့မှာရှိတဲ့အမှတ်15နယ်မြေစံပြမြို့တဲ့ရက်ကွာမှာရှိတဲ့မြို့နယ်လျှက်စစ်ရုံးဝင်းအတွင်းထဲကိုလက်ပစ်ပုံးတစ်လုံးနဲ့ပြစ်ခတ်တိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။စစ်ခွေးထိခိုက်မှုကတော့မရှိလိုက်ဘူး။စစ်ခွေးအင်အား၄-၅ရာလောက်ပဲရှိမှထင်တယ်။အစာအုပ်ကတော့အနည်းငယ်ထိခိုက်မှုရှိခဲ့ပါတယ်လို့အာလောကမြို့ပြပြောက်ကြားတပ်ဖွဲ့ကတာဝန်ရှိသူကပြောဆိုထားပါတယ်။၎င်းစစ်စင်ရေးဟာမြို့ပြမဟာမိတ်များပူးပေါင်းပြီးတော့ပြည်သူလူထုအပေါ်ဖိနှိပ်နေတဲ့အကြမ်းဖက်စစ်တပ်ထောက်တိုင်များကိုတိုက်ခိုက်တဲ့စစ်စင်ရေးဖြစ်တယ်လို့ပြောဆိုထားပါတယ်။အဲ့ဒီစစ်စင်ရေးမှာမဟာမိတ်ရဲဘော်များထိခိုက်မှုမရှိဘဲစုခွာနိုင်ခဲ့တယ်လို့ ်လို့သိရပါဗျ။မဟာမိတ်တပ်ဖွဲ့များအနေနဲ့ပြည်သူလူထုကိုအကြမ်းဖက်နေတဲ့မြည်သည့်အဖွဲ့အစည်းကိုမစိုးတိုက်ထုတ်သွားမှာဖြစ်ကြောင်းအာလောက်ကမျိုးပြပြောက်ကြားတပ်ဖွဲ့ကတာဝန်ရှိသူကဆက်လက်ပြောဆိုထားပါဗျ။၎င်းတိုက်ခိုက်မှုကိုအာလောက်ကမျိုးပြပြောက်ကြားတပ်ဖွဲ့နဲ့6 Guerrilla Force CGF ချောဘရောင်း Special Defense Force မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကပူးပေါင်းလုံဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းရေဦးမြို့မှာရှိတဲ့အချမ်းဘတ်ဆက်တက်ရဲ့ရွှေကြီးမင်းစစ်စေးရေးဂိတ်နဲ့ပြူစောတိအထိုင်စခန်းတို့ကို drone နဲ့ဘုံကျဲတိုက်ခတ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ17ရက်နေ့ညနေ9:27မိနစ်ခန့်မှာရေဦးမြို့အနောက်ဘက်မှာရှိတဲ့ရွှေကြီးမင်းအချမ်းဘတ်ဆက်တက်စစ်စေးရေးဂိတ်နဲ့ပြူစောတိအင်အား25ရောက်ဝင်းကျင်ကရှိတဲ့အထိုင်စခန်းတို့ကိုတော်လိုင်းတပ်ဖွဲ့များက drone 3စီးနဲ့ဘုံကျဲတိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။တိုက်ခိုက်မှုပြုလုပ်ပြီးတဲ့နောက်မှာတော်လိုင်းတပ်ဖွဲ့ဝင်များအထိကိမရှိမင်းနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။စစ်ခွေးထိခိုက်မှု ုစရင်ကတော့မသိရသေးပါဘူးအင်အား25ယောက်ဝင်းကျင်လောင်းနဲ့ drone 3စီးအသုံးပြုပြီးတော့တိုက်ခိုက်ခဲ့တာပါ ဒရုန်းတစ်စီးကတော့ပြတ်ကျသွားတယ်ဆက်ချုပ်ရင်းပြီးတော့ပြတ်ကျတာပါဘုံဒီနှလုံးချခဲ့တာပါလို့ပြည်သူ့ကာကွယ်အဖွဲ့ရေဦးမြို့နယ်ပတ်ကောက်ဖတာဝန်ခံကပြောဆိုထားပါတယ်အလားတူပဲစကိုင်းတိုင်းစားတော်မြို့မှာရဲစခန်းမှာလည်းအထိုင်းချတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့ပြူစောထီးများကိုလည်းဒရုန်းနဲ့ဘုံကျဲတိုက်ခတ်ခဲ့ကြောင်း Yan Wolf Local PDF အဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်ဖေဖော်ဝါရီလ17ရက်နေ့ညနေ3:00ခန်းမှာစားတော်မြို့ရဲစခန်းမှာအထိုင်းချတပ်ဆွဲထားတဲ့ ်အင်အား60ကရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့ပြူစောထီးများကိုတော်လိုင်းတပ်ဖွဲ့များက drone နဲ့ဘုံးကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။စစ်ခွေးတည်တဲ့စည်ရင်ကိုတော့တေချာအတီမပြုတ်နိုင်ခဲ့ပါဘူး။ထိခိုက်မှုကတော့ရှိနိုင်ပါတယ်။အချိန်ကတော့ညနေ3နာရီအချိန်လောက်မှဖြစ်ပါတယ်။စစ်ခွေးရဲခွေးတွေအပြင်ပြူစောထီးရောဆိုတော့အင်အားက60ဝန်းကျင်လောက်ရှိမယ်။ drone နဲ့စီးနဲ့ကျဲချခဲ့တာပါ။ drone တစ်စီးကတော့ error ကြောင့်ပျက်စီးသွားတယ်။ကြံတဲ့ဒစီးနဲ့ပဲဆက်လက်ပြီးတော့ကျဲချခဲ့ပါတယ်။စခန်းအတွင်းမှာ ဂျမ်းမာအားကောင်းတာကြောင့်ကျွန်တော်တို့ရဲ့ကင်းထောက် drone အနာထိကတ်မရတာကြောင့်တေတဲ့စရင်ကိုတော့အတိမပြုတ်နိုင်ခဲ့ပါဘူးဒီအာနာရှင်စနစ်စိုးကြီးနဲ့အာနာရှင်များကိုအတက်နိုင်ဆုံးစူးစမ်းပြီးတော့တိုက်ထုတ်သွားမယ်လို့ပြောချင်ပါတယ်လို့ ရန်ဝုလ်လိုကယ် PDF ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်။တရားသူပဲမန္တလေးတိုင်းငန်းစုံမြို့နယ်ဆက်ပြချင်းရွာဘက်ကိုထွက်လာတဲ့စစ်ကြောင်းကိုတိုက်ခိုက်ခဲ့တယ်လို့ TGYR Youth Guerrilla Counter Revolution NZ တပ်ဖွဲ့ထံကသိရပါတယ်။ Freewire 12ရက်နေ့နေ့လယ်12နာရီအချိန်မှာငန်းစုံမြို့ကနေအနောက်ဘက်ကိုကားလမ်းအတိုင်းထွက်လာတဲ့အင်အားတရာခန့်ပါတဲ့စစ်သားနဲ့ပြူစောထီးများကိုဆက်ပြချင်းကြေးရွာအနီးအရောက်မှာ TGYR Drone Team က Face Train Drone နှစ်စီးနဲ့ 900 kg ဘုံဒီနှလုံးကျဲချတိုက်ခတ်ခဲ့ရာစစ်ကောင်စီတပ်သားများဟာဆက်ပြချင်းကျေးရွာကနေအရှိမတ်မှာရှိတဲ့ဖုန်ကြီးကျောင်းအတွင်းထဲကိုညနေ၄နာရီအချိန်မှာပြန်ဆုတ်သွားတယ်လို့သိရပါဗျ။ဒါကြောင့်တော်လိုင်းပူပေါင်းတပ်ဖွဲ့များက 40မမပန်တင်းလက်နက်ကြီးလက်နက်ငယ်များနဲ့ဝင်းရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သား9ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကို TGYR Youth Guerrilla Counter Revolution NZ TGYR Drone Team မန္တလေးခရိုင်အမှတ်9တပ်ရင်းအမရပူရမြို့နယ်ပတ်ကဖားအညာသားပျောက်ကြားတပ်ဖွဲ့နဲ့အာမန်ပျောက်ကြားတပ်ဖွဲ့တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ငန်းဆောင်မြို့နယ်အတွင်းမှာရှိတဲ့ပြည်သူများကိုစစ်ကောင်စီတပ်ကရန်သူတပ်ဖွဲ့အနိုင်ကျင့်တပ်ဖြတ်နေခြင်းလေကြောင်းကနေဘုံကျဲနေခြင်းနဲ့ မတရားစာကြေးကောက်ချင်းတို့ကိုဆက်လက်ပြီးတော့ပြုလုပ်နေတဲ့အတွက်ကြောင့်မိဘပြည်သူများအနေနဲ့လေချောင်းအသည့်စီရေးသတိနဲ့နေထိုင်ကြရန်တိုက်တွန်းနှိုးဆော်ထားကြောင်းတင်ရန်ရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းကလေးမြို့နယ်မှာရှိတဲ့နတ်ချောင်းတိုင်နယ်စေယုံကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်စေယုံအဆောက်အဦအလုံးနီးပါးဟာထိခိုက်ပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့ဖေဖော်ဝါရီလ14ရက်နေ့မနက်09:20မိနစ်ခန့်မှာအကြမ်းဖက်စစ်တပ်ကနတ်ချောင်းတိုင်နယ်စေယုံကိုလေရင်နဲ့အကြောင်းမဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်အကြမ်းဖက်စစ်တပ်ရဲ့လေရင်နဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းမှာပြည်သူများထိခိုက်မှုရှိတော်လဲစေယုံအဆောက်အဦအလုံးနီးပါးထိခိုက်ပျက်စီးသွားရတယ်လို့သိရပါတယ်ပြည်သူတွေထိခိုက်တာတော့မရှိပါဘူးစေယုံအဆောက်အဦကတော့တော်တော်လေးကို ထိခိုက်သွားတယ်အကုန်လုံးနှီးပါပြက်စီးသွားတယ်လို့ဒေတာတွင်သတင်းအရေးမြစ်ကပြောပါရယ်ကမ်းမားနေမှာရှိတယ်အကြမ်းမဲ့စစ်တပ်စခန်းကိုတော်လိုင်းတပ်ဖွဲ့များကဖေဗူလာ17ရက်နေ့မှာအပိသက်တိုက်ခိုက်ပြီးတဲ့နောက်မှာစစ်တပ်ကတိုက်ပွဲအနီးအနားမှာရှိတဲ့ခြေရွာများအပြင်တိုက်ပွဲမဖြစ်သေးတဲ့ခြေရွာများကိုပါလေကြောင်းကနေပြီးတော့ဇက်တိုက်လိုက်လံဘုံကျဲနေခြင်းဖြစ်တယ်လို့ဒေတာတွင်သတင်းအရေးမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာသတင်းတွေကိုတင်ဆက်ပေးနေရင်ねကြားဖြတ်ပြီးတော့အကူအညီတောင်းကျင်တာလေးကတော့ update ဖြစ်နေတဲ့သတင်းများကိုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolute Burma News Channel အသစ်ကလေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်တောင်းဆိုလိုက်ပါရစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တော်လိုင်းရင်းမှာပါဝင်ကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ် ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်ကြိုက်ထုံမြို့နယ်အတွင်းမှာရှိတဲ့ကြေးရွာနှိုင်းရွာကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူ၃ဦးသေဆုံးပြီးအများပြားဒဏ်ရာရရှိက ဖုန်ကြီးကျောင်းနဲ့စီဒီပထုံးများပြက်စီးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ17ရက်နေ့မနက်09:20မိနစ်ခန့်မှာတိုက်ထုံမြို့နယ်ပိန်နေကုန်းကျေးရွာမှာရှိတဲ့ဖုန်ကြီးကျောင်းနဲ့ကျေးရွာတဲကိုအကြမ်းမဆက်တကဂျက်ဖိုင်တာနဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူ10ဦးကျော်ထိမှန်က3ဦးသေဆုံးခဲ့ပြီးတော့ဖုန်ကြီးကျောင်းနဲ့စီဒီများပြက်စီးခဲ့ရတယ်လို့သိရပါတယ်။ဒါ့အပြင်အဲ့ဒီနေ့နေ့လယ်12:00နာရီနဲ့ညနေ4:00ကျော်ခန့်မှာလည်းတိုက်ထုံမြို့နယ်ကော်ကတ်ရွာကိုအကြမ်းမဆက်တကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ကော်ကတ်ကျေးရွာစာတင်ကျောင်းနဲ့အဆောက်အုံတချို့ထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။အလားတူပဲ ေဖော်ဝါရီလ23ရက်နေ့ကလည်းဘီလင်းမြို့နယ်တကေးလောင်းချောင်းဖြားကြီးပါခရီးယံဖျားချောင်းဝင်းနယ်ကြီးပါတဲ့ကိုအချမ်းပတ်ဆက်တက်ကလေရင်နဲ့ပေါင်900ဘုံဒီနှလုံးကျဲချတိုက်ခိုက်ခြင်းကြောင့်ခရီးယံဖျားချောင်းတစ်ခုနဲ့ပြည်သူပိုင်နေအိမ်16လုံးပျက်စီးခဲ့ရတယ်လို့သိရပါဗါတယ်။အဲ့ဒီဘုံကျဲမှုဟာကြီးရွာစာတင်ချောင်းများခရီးယံဖျားချောင်းဖုန်ကြီးချောင်းဇေဒီပထုံးများနဲ့ပြည်သူပိုင်နေအိမ်များကိုအချမ်းပတ်ဆက်တက်ကပြစ်မှတ်ထားပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ KNU ဗဟိုကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွာ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ